မေကွန်လေးမေဖို့တော့မရှိပါဘူးရှင်ဒါပေမဲ့ဒါဟိုစာဝန်တော့ကျွန်တော်တို့ပါတီဥက္ကဋ္ဌယူလဲရန်ချီစတင်ပါတယ်အာညီမပေါ့နော်အာဒီခုပြောသွားတဲ့အတိုင်းပဲဥက္ကဋ္ဌတို့ပြောသွားတဲ့အတိုင်းပဲဒါမျိုးသမီးတွေကိုလည်းဒါလက်ကမ်းကြိုတယ်နောက်ပြီးတော့အသက်ငယ်တဲ့လူတွေကိုလည်းဒါနေရာတစ်ခုပြီးပြီးမှအာဒါလောက်ကင်ခွင့်လေးတွေပြီးတယ်ဗောနော်ညီမဆိုလည်းဒါအသက်36နှစ်ပဲရှိပါသေးရဲ့ရှင်ညီမဒီ ဒါအမျိုးသားလွတ်တော် FPTV ပေါ့နော်မဲဆန္ဒနဲ့မြို့နယ်ပေါင်း30ကျော်ကိုဒါကိုစားပြုပြီးပြန်ရတာဖြစ်တဲ့အတွက်အရန်လဲအာစိတ်စိတ်အနေနဲ့ဆိုရင်တော့ဒါစိုးရိမ်မှုတွေများတယ်ပေါ့နော်ဒါပေမဲ့ဥက္ကဋ္ဌရဲ့ပြောကြားချက်တွေဒါပါတီရဲ့လှုပ်ဆောင်ချက်တွေမူဝါဒတွေကိုတည်ထားကြည့်ခြင်းအပြင်ညီမလုံနိုင်တယ် ကိုရဲ့ will power ကိုအမြဲတမ်းထည့်ထားပါတယ်ရှင်အခုဆိုလည်းညီမအနေနဲ့ဒါရှမ်းမြောက်ကနေပြန်လာတာမင်းရှိတနေရာမှာပြန်ရောက်ပါတယ်ရှင်တကယ်ကိုခက်ခဲကြမ်းတမ်းနဲ့ဒိသားတွေဖဲခုံလို့မြို့မျိုးတွေလည်းညီမအနေနဲ့အရောက်သွားခဲ့ပါတယ်အမျိုးသမီးဆိုပေမဲ့လည်းအာမလျှော့ပါဘူးဘာဖြစ်လို့ဆိုကိုပြည်သူတွေနဲ့ကိုအဓိကထိတွေ့မှသာလဲကိုပြည်သူတွေရဲ့အခက်အခဲကိုကိုကဘယ်လိုဖြေရှင်းပေးနိုင်မလဲဘယ်လိုလက်တွဲခေါ်နိုင်မလဲကိုလုတ်ပေးနိုင်တဲ့အရာဒီဘယ်အရာလဲသူတို့ရဲ့ရင်ထဲကစကားတန်တွေဟိုတာကြားသိမှသာလဲညီမတို့ကဒါလု ုတ်ကင်ဆောင်ရွက်ပြီးနိုင်မယ့်အပိုင်းလေးတွေရှိပါရဲ့ရှင်။အဲ့အတွက်လည်းအာဒါညီမအနေနဲ့အန်အန်ဒီတက်ပါတီကိုဝင်လာတဲ့ပြည်သူ့ရှေ့ဆောင်ပါတီကိုဝင်ရောက်ခြင်းအပြင်လည်းညီမကိုကိုကိုလည်းအရန်ကုတ်ယူပါရဲ့ရှင်။ပထမဆုံးပြောကြားသွားတဲ့ဒါဦးဦးနေမျိုးအောင်ဆိုတဲ့ဒါညီမရဲ့ဆရာရင်းပါပဲရှင်။ အာညီမဒီဒါလင်းတီဟာရက်စနဲ့အထွေထွေဝန်ဆောင်မှုကုမ္ပဏီမှာ HR manager အနေနဲ့လှုပ်ဆောင်ခဲ့ပါတယ်အဲ့ဒီအတွက်လည်းဒါဥပဒေပိုင်းဆိုင်ရာကောဒါလူတိုင်းရဲ့အလုပ်ကိုင်ခွင့်လမ်းဆိုင်ရာရောအကုန်လုံးကိုညီမအနေနဲ့ထထဲဝင်တည်တဲ့အတွက်ညီမရဲ့ဒီတောင်ကြီးမြို့ဆိုရင်လည်းတောင်ကြီးမြို့အနေထားရာဝန်ထမ်းတွေလုပ်ပိုင်ခွင့်အခွင့်အလမ်းတွေလောက်ခလာစာတွေနောက်ပြီးတော့လူငယ်တွေက ကိုယ့်ရဲ့ကြွမ်းကျင်မှုပိုင်းဆိုင်ရာအလိုက်လုံလောက်ကင်မရရှိတဲ့ဟာတွေဒီအရာတွေကိုညီမအနေနဲ့ပြုပြင်ပြောင်းလဲလုပ်ငန်းဆောင်တာတွေကိုအကုန်လုံးထဲထဲဝင်ဝင်ဆောင်ရွက်သွားပါမယ်လို့ပြောကြတဲ့ညီကုံချုပ်ပါတယ်ရှင်။